ဗမောဆရာတော်မင်္ဂလာပါကုလူတို့အခုကျွန်တော်ကဇိုင်းဆရာဦးကျော်ဦးရေးသားပြုစုထားတဲ့ဗမောဆရာတော်ရဲ့ဟာတရတကဗျာများနဲ့ဥပမာပုံပြင်များဆိုတဲ့စာအုပ်ကိုအပိုင်း20အနည်းနဲ့ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။နားဆင်ခံစားအားပေးကြပါဦး။အနည်းဆုံးရန်သူဘသူလေး ပု္ပ္ပာ၄ရက်အဆုံးဖြတ်ဗမောဆရာတော်သည်မင်းတို့မင်းကြီးနန်းတော်သို့ဆွန်းစားရောက်သည်တွင်စကားညှက်၍ဟောပြလေသည်ထို့သို့ဟောရခြင်းမှာဘုရင်မင်းမြတ်သည်မိဖုရားပေါင်းများစွာနှင့်ဒီနန်းစီစဉ်ကိုစိုးစံရခြင်းမှာမိဖုရားများရင်များသလောက်ဦးစားပေးရမည်သဘောကိုသိစေလို၍ဆရာတော်ကမင်းတို့ဘုရင်မင်းမြတ်အားဟောပြခြင်းဖြစ်ပေသည်တကားတော်ရင်မြင့်ရှင်ယခုဟောပြမိပုံမြင်ကို ထူးစိတ်ဝင်စားပြီးနားထောင်ရန်ကိုပါတတိပေး၍အောက်ပါပုံမြင်ကိုဟောပြတော်မူလေသည်ရှေးလွန်လီပြီးသောအခါ၌ဘာယာနဒီပြည်ဝဲပြမဒတ်အမည်ရှိသောမင်းတပါးသည်မိဖုရားပေါင်းများစွာနှင့်စိုးစံအုပ်ချုပ်မင်းလုတော်မူလေသည် တိုင်းရည်ပြည်ကြီးသာသနာရေးတို့ကိုလည်းတကားတော်ရည်မြင့်ရှင်ကဲ့သို့ပင်အထူးဦးစားပေး၍ လေးစားသောမင်းတစ်ပါးပင်ဖြစ်ပေသည်ညီလာခံလွတ်တပင်များကိုလည်းအပတ်စဉ်ပင်ကျင်းပလီရှိပေသည်လွတ်တပင်ညီလာခံများနားသည့်ရက်များတွင်ဘရင်ပြမဒတ်မင်းသည်ဇင်းရသားအသွင်ဆောင်၍မိမိအုပ်ဆိုးသည့်ကျေးလက်နယ်ပယ်များသို့ဆင်းပြီးလေလာတက်လေသည်ပြမဒတ်မင်းမှာနေတနေမှတနေကျေးလက်တရွာမှကျေးလက်တရွာသို့စင်ရသာဟန်ဆောင်၏သွာလာလီယာရွာတရွာ၏အနည်းရှိဘိုးဤဘွားဤနှူးဥသာရှိသော လေယာလုတ်ကင်စားသည့်တဲသို့ရောက်ရှိသွားပေသည်ထိုတဲရှင်အဖိုးကြီးမှာစင်ရသာဟန်ဆောင်လာသည့်ဗြဟ္မတမင်းဧည့်သည်ကိုဝတ္တရားကြေယုံမြပြုစုလုပ်ကြွေးပြီးထိုအဖိုးကြီးမှာယာရောတွင်လုတ်ရာရှိသည့်အလုံများကိုမနာရန်ပြုလုပ်နေပေသည်ဖွားကြီးကလည်းတဲမှာလုတ်ရာချက်စရာများကိုလုတ်ကင်ရင်ဟန်ဆောင်ဘရင်အားဧည့်ခံစကားပြောကြလေသည်စင်ရသာဟန်ဆောင်သည့်ဗြဟ္မတမင်းသည်ဖိုးကြီးဖွားကြီးကိုကြည့်၍ တနာကျင်နာမိသည်ဇင်းရဲသားဟန်ဆောင်သည့်ဘယင်သည် သူ့ဘဝနှင့်ဘိုးဤဘွားဤဘွားတို့ကို ပေါင်းဆက်ကြည့်မိသည်ဤသူများပေါင်းဆက်၍မရအကွာကြီးကွာပြီးအခြားနာကြီးခြားနာလာသည်ကိုမြင်တွေ့ရသည်ဟန်ဆောင်ဘယင်သည် သူ့ဘဝကိုပြန်လည်တွေးမိသည်စိမ့်လေကြည်လင်သောကျုံးပတ်လေမြင့်မားခန့်ညားသည့်မြို့ရိုးသွေတန်းသောပြအူးစုလစ်မွန်းချွန်တတ်ထားသည့်ဘ ഹു စီဆောင် တကားဘူတကားမှုများနဲ့စီးကျက်တာသောတကားလေးမှုလက်ရမြောက်ပြီးသူကများနဲ့ဆောက်လုပ်ထားသည့်နန်းတော်ဆောင်များဖယ်ခင်မှန်ပရင်စသည်တို့ဖြင့်ထွန်းလင်းတောက်ပနေသည့်ခမ်းမဆောင်များပလင်ရှခင်တို့ဖြင့်တင့်တယ်လှပသည့်ညီလာခံခမ်းမဆောင်စိန်ကြောက်ပဒများတို့ဖြင့်စီးချဲထားပြီးအယောင်မျိုးစုံပြုံးနေသည့်တလွန်တော်ညနေချက်တွင်အနားမှအပြာရင့်ရောင်ကုတ်ထားသည့် စိန်ဂရီဘာအနီယောင်ကျိုးဆွဲလေယဟကြီးစားတော်ကဲတို့ကအသားဆုံးတို့ဖြင့်အထူးစီမံချက်ပြုတ်ထားသည့်ပွဲတော်အုပ်စသည်ဖြင့်ဟန်ဆောင်ဘီယင်ကြီးက သူ့ဘဝခံစားရချက်အတွေ့အကြုံတို့ကိုပြန်၍စမြုံပြန်မိသည်ဟန်ဆောင်ဘီယင်ကြီးကဖိုးဖွားသူစံပြော်သည့်ယာလုတ်တဲဆုံးနှင့်သူ့နန်းသောအဆောင်ရောင်တို့ကြွားချားလာသည်ကိုကောင်းတဆက်ဆက်ညှင့်၍ပြုံးမိသည် ဂျိုးဆွဲရဟတ်လေးကရှူရှက်ရပြီးတပြေးတောင်လုံးထိမ့်ချုပ်ရသည့်မင်းအလုကစိတ်ရှုပ်ရလွန်သည်ပဂရိတိုက်ခတ်လာသည့်လေးကိုရှူရှက်၍ကိုလက်လှုပ်ရှားသောအုပ်ချုပ်ခံတောင်ယာလုတ်သူများကကြည်နူးလိမ့်မည်ဟုလည်းနန်းဆောင်ပြင်းကြီးကသူ၏လိလာရေးခရီးတွင်နှလုံးသားဝဲမှတ်တမ်းတင်လိုက်သည်ဇင်ရသားဟန်ဆောင်ပြင်းကြီးကအဖွားအိုကြီးဧကန်စကားများကိုနားထောင်လိုက်သူအတွေးစဉ်ရေရင်ကြောနိုင်မျောလိုက်နှင့်ဖြစ်နေစင်ပါပင် လုပ်ငန်းခွင်မှတဲအတွင်းသို့ပြန်ဝင်လာသည့်အဖိုးကြီးအားမြင်လိုက်ရသည်ဘယ်နဲ့အဖိုးစားမဲ့တောင်းမဲ့လူလည်းမရှိဘဲနဲ့အလုပ်တွေတဲလုပ်ရပါကလားအဖိုးတို့အရွယ်ဆိုရင်သားတော်သမီးကန်တွေကိုလွှဲထားပြီးကြောင်းကန်ဖျားသွား၍ကမ္မထံဘာဝနာစီးဖြန့်ရမယ်အရွယ်တွေဖြစ်နေကြပြီဟုဟန်ဆောင်မြင့်ကြီးကအလုပ်ခွင်မှပြန်လာပြီး ထိုင်၍ချွေးအုပ်နေသောအဖိုးကပြောလိုက်သည်အဖိုးက ဟုတ်တော့လေဟုတ်တာပေါ့အမောင်ရဲ့သာသမီတွေရလေသူတို့မီးနဲ့သူတို့လောင်နေကြတာတို့မှာကတို့နှစ်ဝန်းနှစ်ခါတည်းမဟုတ်ဘူးအမောင်ရဲ့ခိုးမူကြီးကိုလည်းပေးရတယ်အာကနုဧကိုလည်းကျွေးရတယ်သမုတ်တရားတွေကိုလည်းပြစ်ရတယ်ရန်သူကိုလည်းကျွေးရတယ်ဟုပြန်ပြောလိုက်သည်စင်ရသာဟန်ဆောင်ပြင်သည်ဖိုးကြီးပြောသောစကားများကိုစဉ်းစားရင်နားထောင်မိသည်ဖိုးစကားများကစံပြထူးထွေလာသည်မာသည် တိုင်းပြည်အုပ်ချုပ်မင်းလုံးနေတော်လဲအဖိုးစကားကိုနားမလဲပါလားဟုတွေးမိသည်ဘယ်နဲ့အဖိုးအဖိုးစကားတွေကျွန်တော်နားမလဲပါလားခိုးမူကြီးကိုလည်းပေးရတယ်အာကနုဧကိုလည်းကျွေးရတယ်သမုဒ္ဒရာတဲကိုလည်းပြစ်ရတယ်ရန်သူကိုလည်းကျွေးရတယ်ဆိုတာတွေကျွန်တော်နားမလဲပါလားအာဒါတစိမ့်လောက်ရှင်းပြစမ်းပါဦးဟုစင်ရသားဟန်ဆောင်ဘရင်ကအဖိုးအားမေးလေသည်အေးဘောလကွယ်တို့လေငငယ်က လူကြီးသူမတွေပြောတဲ့စကားကိုမှတ်ခဲ့ရတာပါပဲပြောပြသေးတာပေါ့အမောင် ဟုတ်ကဲ့ပါဘူးအေးအေးနားထောင်ပေါ့အမောင်ခိုးမူကြီးကိုလည်းပေးရတယ်ဆိုတာကတို့တိုင်းသူပြည်သားတွေရဲ့အိုးအိမ်နဲ့စီစဉ်ဥစ္စာတွေကိုဓမြတခိုးရန်သူမျိုးတို့ကမလူမရမဖြက်စည်းနိုင်အောင်ကာကွယ်စောက်ရှောက်ပေးတဲ့တိုင်းပြည်အရှင်ဘုရင်မြတ်တို့အားအခွန်မန္တာဆက်သရခြင်းကိုဆိုလိုတယ်အမောင်ရဲ့ ရန်သူမျိုးကိုမဖြတ်စည်းနိုင်အောင်ကာကွယ်စောက်ရှောက်ပေးသူကိုအဘဲကြောင့်ခိုးမှုလို့ခေါ်ရပါသလဲအဖူစင်းရဲသားများနှစ်ဖူးအချွေခြေမကြောင်ရှာဖွေရရှိခဲ့တဲ့အထက်ကခိုးသားတပြားတို့လက်ထဲမရောက်ရအောင်ကြိုတင်အခွန်ငွေဆက်သရတာကြောင့်ခိုးမှုကြီးလို့ခေါ်ကြတာထင်ပါရဲ့ဟုတ်ကဲ့ခမညာအာကနုဧည့်သည်ကိုကြွေးရတယ်ဆိုတာဆက်ပြောပါအောင်ဖူအေးအဲ့ဒါကလူလောကီတဘာဝ မိဘတွေကကြွေးမွေးနေရတဲ့သားသမီးတွေဆိုတာကအမှန်စင်စစ်တော့ဧည့်သည်တွေပဲသူတို့အရွယ်မရောက်ခင် အိမ်တော်မကြခင်သာမိဘတို့အိမ်မှာတဲခိုကြတာအရွယ်ရောက်လို့အိမ်တော်ရသားကြကြရင်မိဘအိမ်ကခွဲသွားတာများတယ်အဲ့ဒီအာဂနုသားသမီးဧည့်သည်တွေကိုကြွေးရတယ်လို့ဆိုတာပါအမောင်ရဲ့ဟုတ်ကဲ့နောက်သမုတ်တရားတွေပြရတယ်ဆိုတာကိုရှင်းပြပါအောင်ဖို့အေးအေးအဲ့ဒါကသမုတ်တရား ဝန်းတထွာတယ်ကွ။ချောင်းကြီးချောင်းငယ်အသွဲသွဲဦးမှ စီးဆင်းလာတဲ့ရေမှန်သမျှပင်လယ်သမုဒ္ဒရာထဲရောက်တာကြီးပဲ။အဲ့ဒီရောက်သမျှရေပင်လယ်သမုဒ္ဒရာကမဆန့်မရှိဘူးကွ။ဆန့်နာကြီးပဲ။ဟေးဝန်းကလည်းဒီအတိုင်းပဲ။နေ့စဉ်မနေ့တစ်ထက်မူးချုပ်တစ်ထက် နောက်ကြားညံ့၍မုတ်ပဲသေးစားအဲ့ဒါတွေနေ့တိုင်းဆန့်နေတာကြီးပဲကွ။အဲ့ဒါကြောင့်ဝန်းကောင်းနဲ့တူတဲ့သမုဒ္ဒရာထဲပြည့်ရတယ်လို့ဆိုလိုတာပါအမောင်။ ဟုတ်ကဲ့အဖူ၃မျိုးနားလည်ပါပြီရန်သူကိုကြွေးတယ်ဆိုတာကြံသေးတယ်အဖူအဲ့ဒါဆက်ပြောပြပါအောင်အေးဟုတ်သားပဲအဲ့ဒါကပိုရေးကြီးတယ်အမောင်ရန်သူကိုကြွေးရတယ်ဆိုတာကိုနဲ့အမြဲတူချစ်သွေးမြူသည့်အိမ်သူတထားဇနီးမယားအားပြုစုကြွေးမွေးရခြင်းကိုရန်သူကိုကြွေးရတယ်လို့ဆိုတာအမောင်အမောင်စဉ်းစားကြည့်လေရန်သူဟုတ်လားမဟုတ်လားအမောင်အိမ်တော်နဲ့ဆိုပိုသိမှာပေါ့ စိတ်ဒူဂူဒူဆိုပြီးကြည်ပြူစွာယူထားကြပေမဲ့မိမိရဲ့အသက်စီးစိမ်ကို အများဆုံးအန္တရာယ်ပေးနိုင်တာမိမိရဲ့ဇနီးမယားပဲမိမိဇနီးမယားဟာအနည်းဆုံးရန်သူပဲဒါကြောင့်ရန်သူကိုကြွေးရတယ်ဆိုတာကမိမိရဲ့ဇနီးမယားကိုကြွေးရခြင်းပဲဟုနှကန်း၍အတွင်းဝင်နေသည့်အဖိုးကြီးကမပီတစ်ချက်ပီတစ်ချက်နဲ့စင်ရင်သားဟန်ဆောင်သည့်ဘယင်ကြီးအားပြောပြနေတော်သည်စင်ရင်သားဟန်ဆောင်သည့်ဘယင်သည် ပြုံး၍နားထောင်ပြီး ဖိုးကျွန်တော်အဖိုးပြောပြ၍အားလုံးနားလည်သွားပါပြီကျေးဇူးလေးတင်ပါတယ်ကျွန်တော်ဟာတခြားသူမဟုတ်ပါဘူးဖိုးကျွန်တော်ဟာတခြားသူမဟုတ်ပါဘူးဖိုးဘာယာနဒီပြည့်ရှင်ဘရင်ဗြမရတ်မင်းမြတ်ပင်ဖြစ်ပါတယ်အဖိုးအေးဟုတ်လားဘရင်ဆိုပါလားအမေကြီးရဲ့ဘူရီဒီအမေကြီးကကြည့်၍ခက်ယွန်းယွန်းပြောလိုက်သည်ဟုတ်ပါတယ်အဖိုးကျွန်တော်ဟာ ဘာယာနတိပြည့်ရှင်ဘရင်တပါးပါပဲဘူးစောစောကပြောခဲ့တဲ့စကားများကိုမြည်သူတူတယောက်ကမှမပြောပါနဲ့အကယ်၍ပြောကြခဲ့ပါလင် အသက်ကိုအဆုံးစီရင်မည်ဟုအမိန်တော်ချမှတ်ခဲ့ပြီးမိမိနန်းတော်သို့ပြန်ခဲ့တော်သည် တ်မင်းသည်ဖိုးကြီးပြောသောစကားများသည်အလိုမှတ်သားပေါ်ရာကောင်းလှ၍နလဲနနဲခက်ခဲလာသည်နန်းတွင်မှပညာရှိသူခမိန်များပင် သိနိုင်ရန်ခက်သည်ဟုတွေးရင်းပြန်လာရာနန်းတော်သို့မကြာမီပြန်ရောက်တော်သည်ယမရမင်းကြီးနန်းတော်သို့ပြန်ရောက်ပြီးနောက်တစ်နေ့ညီလာခံတွင်မူကြီးမတ်ရာများအားအဖိုးကြီးပြောကြားလိုက်သည့်စကားလေးရက်ကိုပုတ်စာထုတ်၍မေးလိုက်သည်ညီလာခံရှိပညာရှိသူခမိန်များနှင့် မူးကြီးမက်ရများတုတ်တုတ်မှမလုတ်ကြမင်းကြီးကလက်ဝဲလက်ရဆောင်ငယ်ကြီးကြည့်သည်အတန်းငယ်ကြောင်စောင့်သည်မြည်သည့်မူးမက်များကမှမဖြေနိုင်ပဲရှိကြတော့သည်အေးမောင်မင်းတို့အခုညီလာခံအတွင်းမှာမြည်သူမှမဖြေနိုင်ပဲရှိနေသည်ဖြေနိုင်ရင်နောက်ခုနှစ်ရက်စဉ်းစားရင်အခွင့်ပေးမည်ဟုပြောပြီးညီလာခံတပင်ကိုရုတ်သိမ်းလိုက်လေသည်နန်းတွင်ရှိသူခမိန်ကြီးများမူးကြီးမက်ကြီးများသည် ကိုနီးကိုဟန်ဖြစ်အတန်တန်စဉ်းစားကြသည်မိတို့များအဖြစ်မတွေ့သေးပဲရှိနေကြသည်အမတ်တူဦးမှမူဟိုစဉ်းစားဒီစဉ်းစားရင်ဘရင်ကြီးနောက်နာက သူ့ကိုယ်တိုင်စည်ရင်သာဟန်ဆောင်ပြီးတောကြီးလက်ဒီမှာခီးလှဲ့လဲခဲ့သည်ဘရင်ကြီးခီးလှဲ့လဲရင်းမှရရှိလာသည့်စကားများဖြင့်ဖြစ်တန်ရာဤဟုတွေးမိတော်သည်ထို့သူတွေးမိသည့်အမတ်ကဘရင်ကြီးခီးဆက်ရာတလျှောက်သို့လိုက်လံ၍စုံစမ်းသည်စုံစမ်းရှာဖွေရင်းမှ ဖိုးကြီးအဖွားကြီးຢာလုတ်တဲသူရောက်ခဲ့သည်ထိုအမကဖိုးကြီးအားမေးသည်ဖိုးကြီးမပြောပေနောက်ထပ်မေးသည်ဖိုးကြီးကမြည်သူမှမပြောဘဲနေသည်ဤတွင် အမကြီးစိတ်ပြက်ပြီး ဖွားကြီးတို့သိမှပဲဟု တွေးပြီးဖွားကြီးဟာအတပြားတစ်ထောင်ပေး၍မေးတော်သည်ထိုခါမှအမတ်မှဘရင်မင်းမြတ်မေးသည့်ပု္ပ္ပစာကြီးအဖြစ်မှန်ကိုရလိုက်တော်သည် ထို့အမတ်နန်းတော်သူပြန်ရောက်ပြီးနောက်တနေ့ညီလာခံတွင် ဖြေမှန်ရခဲ့သောအမတ်ကအောင်တပြေအကန်းခံရသည့်စစ်သူကြီး၏စိတ်ထားမျိုးကဲ့သို့ဘယင်းမင်းမြတ်အားခါဆန့်၍ဖြေချလိုက်သည်ထို့ကားဘယင်းမင်းမြတ်ကစဉ်းစားတော်မူသည်အေကန်ဒီအမတ်အဖြေမှန်တဲ့ရခင်ညီလာခံမှာငါမေးစဉ်ကပင် ဖြေနိုင်ရမည်ဒီခုမူသူစုံစမ်းလာ၍သာဖြစ်ရမည်ဟုစဉ်းစားတော်မူပြီး င်အမတ်ဒီဒီအဖြစ်မှန်ကိုမိမိကိုပိုင်ညာနဲ့ဖြေဆိုသည်မဟုတ် ကိုပိုင်ညာနဲ့ဖြေရင်ရခင်ကြီးလာကမှငါမေးမြန်းစင်ကပင်သင်ဖြေရမည် သင်သည်အဖြစ်မှန်ပြောပေးသူကို ရှေ့တော်သို့တွင်းရမည်ရှေ့တော်သို့မတွင်းနိုင်ကຢາရူးမှနှုတ်ပယ်မည်ဟုမိတ်တော်မှတ်လိုက်သည်ထိုအမတ်ဒီစိတ်လက်မအီမသာဖြစ်ပြီးမိမိအားအဖြေပြောလိုက်သည့်ဖိုးဖွားတို့ထံသွား၍ဖိုးဖွားတို့ဟာနန်းတော်သို့ခေါ်ဆောင်ခဲ့တော်သည် နောက်တနေ့ညီလာခံတွင်အဖိုးအဖွားတို့အားဘရင်ရှိတော်သူခစားစီသည်ဘယ်နဲ့လဲဖူးကျွန်တော်အမိတ်မှတ်ခဲ့တာကိုမနာခံပါလားမင်းတို့မျက်စောင်းအကြောင်းမရွေးဘူးငကားတို့မျက်စောင်းတာအကြောင်းရွေးတာထွေးပြီးသတွေမျိုးလေးမရှိဘူးမင်းတို့ကလားဧကဝစနံတခွန်းနေသောစကားကိုသာဆိုတယ်တွေးဟာစနံနှစ်တန်စကားမရှိညာဘူးအသက်တချောင်းမနှမျောပဲကိုဟု ။ဘရင်မင်းမြတ်ကခက်ဆက်ဆက်မေးလိုက်ရာ။ဘုရားမှန်လားပါဗျာ။ကျွန်တော်မျိုးမပြောလိုက်မီယူအမှန်မှဖရားဟုဝတ်နေရမှခါဆန်ပြီးလက်အုပ်ချီကသတော်ဦးတင်လိုက်သည်။ဘယ်မှာဘုရားဖြစ်ပေးလိုက်လို့ရှေ့တော်ပဲရောက်နေပြီ။ဘာငင်းကွင်နေရသေးတာလဲဟုဘရင်ကထပ်၍မေးလိုက်သည်။မှန်လားပါ။တယ်ရင်လဲသေးထားရင်လဲနေရမှာပါ။ဖရားကျွန်တော်မျိုးကတော့မပြောပါ ဖယားကျွန်တော်မျိုးရဲ့မယားကပြောလိုက်ခြင်းမှာဖယားအမေကိုမယားကူမှာမနိုင်တော့ဘူးလားမယားပြောရင်လေလင်ပြောတာပဲလင်ပြောလဲမယားပြောတာပဲလင်နဲ့မယားနှစ်ကိုတစိအတူတူပဲအတားအမိတ်မနာခံတာပဲဟုဘယင်းမင်းမြတ်ကပြောလိုက်ရမှန်လားပါရွှေညံရှင်စင်ကျင်တော်မူပါဖုရားကျွန်တော်မျိုးပြောကြခဲ့တဲ့စကား၄ရက်ထဲမှာရန်သူမယားကိုလဲကျွေးရတယ်ဆိုခြင်းကြောင့်အခုဖုရားကျွန်တော်မျိုးလဲ ြည်ပြူစွာပေါင်းသိမ်းလာသည့်မယားကျွန်တော်မျိုးရဲ့အသက်စည်းစိမ်ကိုငွေအသက်ပြားတစ်ထောင်နဲ့လဲလိုက်တဲ့အတွက်ရန်သူကိုလှုပ်ကျွေးရခြင်းဖြစ်ကြောင်းထင်ရှားနေပါပြီဖရာကျွေးညာတော်ကူဖွင့်၍သတိမူတင်ကြောင်းမှာဖရာဟုဘိုးကြီးကတတော်ဟုတင်လိုက်တော်သည်ဤတွင်ဘယင်မင်းမြတ်အမျက်တော်ရှာနေရမှပြေပြောက်တော်မူသွားပြီဖိုးဖွားလင်မယားနှယောက်တို့အားဆုလက်များပေးသနာလိုက်သည်မူကြီးမယားများနေတကွာ နန်းတွင်သူနန်းတွင်သာအားလုံးကိုလေရန်သူများကို ကြည်ပြူစွာထား၍အလိုလိုက်ရမည်အကြောင်းဩဝါဒပေး၍ညီလာခံရုပ်သိမ်းလိုက်တော်သည်ဒီတွင်ဗမောဆရာတော်ကတကားတော်ရင်မြင့်ရှင်ဒီစကားလေးရက်အရာမိဖုရားတွေများတော့ရန်သူတွေဝိုင်းဝိုင်းလည်နေမှာဘောဟုရီမော၍မိန့်တော်မူလိုက်ရာမင်းတို့မင်းကြီးမှာပြုံး၍သာနေရလေတော်သည် ဲ့ပါ။စာရေးဆရာဦးကျော်ဦးရေးသားပြုစုထားတဲ့ဗမော်ဆရာတော်ရဲ့ဟာသရတကဗျာများနဲ့ဥပမာပုံပြင်များစာအုပ်ကိုအပိုင်း20အနေနဲ့ကျွန်တော်ຫນွေလင်းဟန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အပိုင်းတွေကိုဆက်လက်ဆောင်မြော်ရင်နားဆင်အားပေးခဲ့ကြတဲ့ရောင်နီပြိသက်တယောက်ချင်းစီတိုင်းစိတ်ရှိကြံကိုမာတွေ့လို့အိတ်စီတန်လိုရာပြေကြပါစေ။ကျေးဇူးတင်ပါတယ်။